အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football live ရဲ့ပွဲပြီးသုံးသပ်ချက်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်။ကောင်းမွန်တော့ဒါကျွန်တော်ညာလေးဖြစ်ပါဆိုဒီညာကနေပြီးတော့စုံမကောင်းတောင်းပေးလိုက်ပါတယ်ဗျာနော်။အဲဒီနေ့ညမှာဒါကျွန်တော် Chelsea အသင်းနဲ့ Everton အသင်းတို့ရင်ဆိုင်ခဲ့တဲ့ချိန်မှာတော့ Chelsea အသင်းကဒါတလုံးတည်းသောသင်္ကူနဲ့တူ Everton အသင်းကိုအနိုင်ရရှိခဲ့ပြီးတော့လက်ရှိမှာဒါကျွန်တော် Champion League ဝင်ခွင့်အတွက်လက်ရှိတော်တော်လေးကိုအချိန်လေးပြန်ကောင်းလာပြီလို့ဆိုလို့ရမယ်။အဲတော့ Chelsea အသင်းနဲ့ကျွန်တော်ဂျားတဲ့မှာဒါပွဲချက်တွေမတိုင်ခင်မှာဒီပွဲချက်နိုင်ထားတာကတော်တော်လေးကိုအရေးပါခဲ့ဘူး။ ော်တော်လေးကို important ဖြစ်စေတဲ့ဒါပွဲတစ်ခုလို့ပြောမယ်ဆိုတော့ကျွန်တော်လည်းမှားမယ်လို့မထင်ဘူးဒီနေ့ပေါ်မှာဒါ Nicolas Jackson ရဲ့တလုံးတည်းတော့ twin goal နဲ့အတူ Chelsea အသင်းနဲ့ဒါကျွန်တော်တို့ခံစစ်ပိုင်းဆိုင်ရာဒါကြက်လက်မှုနဲ့အတူဒီနေ့ပေါ်မှာပြန်လာနိုင်ခဲ့တယ်ဒီနေ့ပေါ်မှာဒါကျွန်တော်တို့ Chelsea လူတော်များလားဟာ Chelsea နဲ့တွင်ဂိုးသမားကောင်းတယ်ကျွန်တော်တွေ့ရတယ်တော့မှာအမှန်တမ်းပဲ Chelsea နဲ့တွင်ဂိုးသမားကောင်းတာမဟုတ်ဘူး Everton အသင်းရဲ့ဂိုးသမားဖြစ်တဲ့ Jordan Pickford ကအမြဲတမ်းဒါကျွန်တော်အသင်းကြီးရဲ့တွင်အမြဲတမ်းကောင်းတာ City နဲ့ပွဲစဉ်မှာကျွန်တော်နောက်ဆုံးမိနစ်ထိသူလုံးဝအောင်တောက်ခံသွားခဲ့တာကိုတွေ့ရမှာအဲ့တော့ ဂျော်ဒန်ပစ်ဖို့ကိုကြည်လိုက်အမြဲတမ်းကြည်လိုက်အသင်းကြီးတွေတွေ့ပြီးဆိုသူ့ရဲ့လက်ဆွမ်းကအမြဲတမ်း notice level မှာရှိသူကသူအသင်းငယ်တွေအသင်းလက်တွေတွေတွေ့ရင်ဒါကျွန်တော်တို့ Everton အသင်းအမြဲတမ်းခြားတယ်ဒါပေမဲ့တော့သူကသူဒါကျွန်တော်တို့အသင်းကြီးတွေတွေ့ပြီးဆိုရင်ဂျော်ဒန်ပစ်ဖို့လက်ဆွမ်းက next level မှာအမြဲတမ်းရှိတယ်ပေါ့နော်ဒီနေ့ပုံစံမှာဒါ Chelsea အသင်းကိုပြန်ကြည့်မယ်ဆိုတော့ twin twin ကောင်းတဲ့မှာတစ်ခုအဖြစ်တစ်ခုရှိလာတာကဘာလဲဆိုတော့ Chelsea အသင်းနဲ့တိုက်စစ်မှုတယောက်ဆက်လက်ပြီးလိုအပ်နေစေရှိတယ်ဆိုတော့ပြောစရာပါပဲအဲ့တော့ဒီနေ့ပုံစံမှာ Jordan Pickford တယောက်တည်းကောင်းခဲ့တာမဟုတ်ဘဲနဲ့ Robert Sanchez ကတော်တော်လေးကိုဒီနေ့ပုံစံမှာအဲ ကောင်းခဲ့တယ်လို့ဆိုလို့ရမယ့်သဘောမှာရှိပါအဲ့ဒါဒီနေ့ပေါ်သမားဒါကျွန်တော်တို့ Jordan Pickford အနေနဲ့ဒါကောင်းခဲ့တဲ့ Robert Sanchez လက်တော်လေးကိုအဆင်ပြေခဲ့တယ် Robert Sanchez ရဲ့ခုနောက်ပိုင်းမှာဒါကျွန်တော်တို့တည်ငြိမ်လာတဲ့ lesson တစ်ခုလို့ပြောလို့ရတယ်ကျွန်တော်ပြောခဲ့သူပဲ Robert Sanchez ရဲ့ပြဿနာကသူများရဲ့တပွဲကောင်းတပွဲဆိုးတပွဲဆိုးတပွဲကောင်းဆိုတဲ့ပြဿနာမဟုတ်ဘူး Robert Sanchez ကတပွဲတည်းမှာကောင်းကျင်လဲကောင်းကျင်လဲဆိုးကျင်လဲဆိုးတယ်ဆိုတဲ့ပုံစံမျိုးကဒါ Robert Sanchez နဲ့တွေ့လာခဲ့ရတယ်အဲ့တော့ဒီနေ့ပွဲစဉ်မှာဒါကျွန်တော်တို့တစ်ဖက်က David Moyes အနေနဲ့ဒါ Michael Gain ကိုထည့်သုံးတာတဲ့ဆိုင် O'Brien ကိုထည့်သုံးတာပါပို့ပြီးတော့ကောင်းလိမ့်မယ်ဆိုတဲ့ရည်ရွယ်ချက် နဲ့တူဒါ Michael Gay ကိုမသုံးလာပေနဲ့ O'Brien ကြီးကိုဒါကျွန်တော်သုံးလာခဲ့တာကိုတွေ့ရမယ်အဲ့တော့ဒီနေ့ပွဲစဉ်မှာကျွန်တော် Jared Brandwine နဲ့ဒါကျွန်တော် O'Brien ရဲ့အတွဲကိုတွေ့လာရတယ်ဒီနေ့ပွဲစဉ်မှာဆက်လက်ပြီးကြီးမဲ့နေထားမှာတော့ ဂျရန်ဘရန်နွိုက်တို့အုပ်စုကောင်းတယ်ဆိုတော့တစ်ဖက်ကတော့ကျွန်တော်လာဗိုင်ကိုဝဲတို့ချာလူဘတို့အုပ်စုပိုကောင်းတယ်လို့ဆိုရမယ့်သဘောမှာရှိတယ်။အဲ့တော့ဒီနေ့ပွဲစမှာတော့ရူမီယိုလာဗီယာတယောက်တည်းပွဲထွက်ပြီးပါဝင်လာခဲ့တယ်။ဒါပေမဲ့ရူမီယိုလာဗီယာဒီနေ့ပွဲစမှာပွဲထွက်ပြီးပါဝင်လာကတော်တော်လေးကိုမိုက်ခဲ့တယ်လို့ပြောလို့ရတယ်။ကွင်းလယ်ပိုင်းဆိုင်ရာမှာတစ်ဖက်ရဲ့တာကျွန်တော်တို့မာကျောလာတဲ့ဒိုကိုရီအီဒီဆာဂေးဂျိမ်းဂါနာဆိုတဲ့ဒါထရော်မောင်ဖီဇီကယ်ပြေးဝတဲ့ကစားသမားတွေရှင်းတဲ့နေရာမှာတော်တော်လေးကိုအဆင့်တန်းရှိတယ်လို့ကျွန်တော်အနေနဲ့ပုတ်ကူကြီးရရမြင်မိတယ်။တကယ်ကိုကောင်းလို့နဲ့ဒါကျွန်တော်တို့ကွင်းလယ်တစ်ခုလို့ကျွန်တော်တို့မြင်မိတယ်။လာဗီယာအနေနဲ့လက်ရှိမှာဒါပွဲချိန်ပြေးတာကောင်း ်မယ်ဆိုရင်ဒါလာဗီယာကတကယ်ဟိုဒါချက်စီသင်းရဲ့ကွင်းလယ်ပိုင်းမှာအားကိုးရမိထားမှာရှိတယ်။ဒီနေ့မှဒါကျွန်တော်တို့နီးပြဒီနေ့ဒါတိတ်ပြီးသူ့အနေနဲ့အရန်သဘောကျတာပြဿနာကကဂွာယီလက်ဂွာယီတပည့်တွေရလေအဲ့ဒီကျွန်တော်တို့ဒါကြည့်လိုက်ကျွန်တော်ကြည့်ကြည့်နေတာပေါ့နော်ဒါကျွန်တော်တို့လက်ရှိမှာ Guardiola တယောက်တည်းမဟုတ်ဘူးပြန်ကြည့်လိုက်အခုလက်ရှိမှာ Enzo Morales က Mikel Arteta ဒီ RB ကိုလေ DM ကို RB လောက်ရတာ ਨੇ ဒီအဲ့ full back ကို DM ကွင်းလည်တဲ့ထည့်ရတာအဲ့နှစ်ခုတို့တွေအရန်ဝါနာပါတယ်ကြည့်လိုက်ကျွန်တော်ကလည်းရှိမီကာအတီတာဆိုလဲကြည့်လိုက်ခုနကပြောဇင်ချန်ကိုကွင်းလည်ထည့်ရင်ထည့်မတည့်ဆိုတာ Thomas Party ကို full back တည့်ရင်ထည့်ဒီလိုပုံစံမျိုးခင်ဗျားတွေ့ရမယ်အခုလည်းရှိ Anzo Morales ကဆိုလဲဒါ Moise Kaisi တို့ကို Di right back နေရာကိုထည့်တယ်ဒါမှမဟုတ်ခုန Rizzi Jin ကိုကွင်းလည်နေရာမှာထည့်တယ်ကြည့်လိုက်ရင်ဗျာဒါမသိရင်ဗျာဒီကိုယ်သက်မှာ Guardiola ကြောင်းထွက်ကကောင်တွေကဒါကိုလုတ်ကိုလုတ်ရမယ်ဆိုတဲ့သဘောတရားမှာရှိတယ်ဟုတ်တယ်ခုနကခင်ဗျားကျွန်တော် tactical အရာကြိုက်လို့ခုနဟာဒီဘက် tactical ဒါမဲ့ကြည့်လိုက်ဒီလိုပုံစံနေပြီအခုလည်းရှိ ရှိမှသူများအသင်းတွေလည်းသုံးတာပဲဗျာဒါကျွန်တော်ဟုတ်တာပဲဒါပေမဲ့ပြန်ကြည့်မယ်ဆိုရင်ချိလိုက်ဂွာဒီလာတပည့်တွေကြီးပဲဒီလိုမျိုးအဲ့တော့အန်ဆိုမိုရက်စ်ကနဲ့ဒီနေ့ပွဲစံမှာလည်း Moise Caicedo ကို right back နေရာမှာသုံးလာခဲ့တယ်ဒီနေ့ပွဲစံမှာကျွန်တော်နားလည်လို့ရတဲ့သဘောတရားသူကပါလဲဆိုတော့ဒါဂျားထဲမှာ Conference League game မှာဖြစ်တဲ့ကြောင့်ဒီနေ့ပွဲစံမှာဒါ Reece James ကို minute 90ရာမသုံးခဲ့ဘူးလို့ဆိုလို့ရတယ်ဗျာဒါပေမဲ့ကျွန်တော်အနေနဲ့လည်း pass နဲ့ရ Reece James ကိုမသုံးကြအောင်ပြောပြီးလဲပြီးတော့ minute 65မိနစ်မှာ Reece James ပြန်သုံးတာအဲ့တော့သူ့အနေနဲ့ကျွန်တော်ဒီနေ့တွေးလိုက်ပုံရတာကရှင်းပါတယ်လီပြနဲ့ဒီနေ့ပွဲစံမှာ Caicedo လည်းသုံးကျင်တယ်ရိုမီယိုလာဗီယာလည်းသုံးကျင်တယ်အတွက်ကြောင့်မလို့ okay ဒါဆိုတော့ရို မျိုးလာပြီးအောင် DM နေရာမှာသုံးပြီးတော့ Kaisido ကို inverter ထုတ်ပေးလိုက်မယ်ဆိုတဲ့ပုံစံမျိုးတွေ့ခဲ့ရတယ်။ဒါပေမဲ့အခုနောက်ပိုင်းမှာပေါ့နော်ကြည့်ရင်သဘောကျတာက Kaisido ပဲ။ခမည်းဒီဘဲကိုကြိုက်တဲ့နေရာမှာဒါ ချက်စည်းကဒါ DM နေနဲ့ပတ်သက်လိုက်ဘယ်တော့မှမဆိုကန်ဆိုးတဲ့အတင်းတသိမ်းမဟုတ်ဘူးဒါလက်ရှိမှာ Atletico Madrid မှာတိုက်စစ်မှုပေါ်လို့ပဲလက်ရှိမှာဒါချက်စည်းနဲ့ပတ်သက်ပြီးဆိုအများနဲ့ defensive midfielder ကိုကြည့်လိုက်အများနဲ့ next level ကိုအခုလက်ရှိမှာဗျာ defensive midfielder မှာဒါ Lavia ဆိုဒါအရန်ပုံစံမျိုးပေါ့နော်ဒါအရန်တော့မဟုတ်ပဲအရန်ပုံစံမျိုးတော့မှာတော်တော်လေးကိုအဲ့တော့ချက်စည်းနဲ့ DM ကစားသမားတွေကအများနဲ့လို next level connection တခုရှိတယ်အဲ့တော့ဒါ KSS မှာဟို Angolo Kanté ဒါကျွန်တော်တို့ဒါ Mikel Essien ဒါကျွန်တော်တို့ Marquinhos Lee အဲ့တော့ပြန်ကြည့်မယ်ဆိုအဖက်ဖက်ကပြန်ကြည့်မယ်ဆိုချက်စည်းအသေး နေနဲ့ဒါ DM ကောင်းကောင်းတယောက်ကအမြင်နဲ့ရှိအဲ့တော့ဒီနေ့ပေါ်စံမှာနောက်တစ်ခုချီးယူချင်တာကတော့ရှာလိုဘနဲ့ကိုဝဲပဲရှာလိုဘကိုဝဲနေဒီနေ့ပေါ်စံမှာဒါတစ်ဖက်ရဲ့တိုက်စစ်ကိုအကောင်းဆုံးဟန်တားခဲ့တယ်ကောင်းနေပါတယ်ဆိုတဲ့လက်ရှိမှာခြေစွမ်းပြနေပါဆိုတော့ကျွန်တော် NDI နဲ့ဒါကျွန်တော်ဘက်တိုတို့အုပ်စုကိုတကယ်အဲ့တော့လက်ရှိမှာဖူမော့မှာပေါ့နော်ဘက်တိုတယောက်နီပါရဲသွားတဲ့အထိကိုဒါကျွန်တော်ချက်စီအသေးရဲ့ခံစစ်ကတော့အဲ့တော့ဒီနေ့ပေါ်စံမှာနောက်တစ်ခုချီးကျူးတာကကိုပါမှာပဲကိုပါမှာနဲ့လက်ရှိမှာဒါအန်ဆိုဘူရက်စ်ကနေဒါကျွန်တော် ပြောခဲ့တဲ့အနေထားမှာနောက်ကနေပြီးတော့သူ့နဲ့ mentally ဒါပေမဲ့တချို့သော moment တွေမှာဆိုကိုပါမှာသူ့ကိုယ်သူ confident ပြန်လည်ပြီးတည်ဆ ောက်နေဖို့အတွက်သူပြန်လို့သူ့ဘက်ကနေသူပြန်လဲပြီး confident တည်ဆောက်နေတဲ့ moment တွေတွေ့ရမယ်လို့ကျွန်တော်လည်းမြင်တယ်ဘာလို့ဆိုတော့တချို့သော moment မှာကြီးလိုက်တဲ့ဒါမိနစ်80လောက်မှလာမသိကိုပါမနဲ့ net တုံးနဲ့ဘောလုံးလူကိုကြိုးစားရတယ်။ net တုံးကနေရောကိုပါမောအေးကေမင်းဆွဲသွားလာအဲ့တော့ ကျွန်တော်ထင်ခဲ့တာကိုပါမနဲ့တို့ပြန်ပြီးတော့ဒါကျွန်တော်တို့အောက်ကနေပြန်ပေးမယ်လို့ထင်ခဲ့ပေမဲ့မဟုတ်ဘူးဗျပါမကဒါကိုကူရဲလာကိုဘေးသွားကိုကူရဲလာလှမ်းကန်နေပြန်ရှန်ထွက်လာတဲ့ပုံစံအဲ့တော့နီကိုလက်ဂျက်ဆန်ထပ်ပိတ်တယ်နီကိုလက်ဂျက်ဆန်လုံးဝယူကျော်သွားအဲ့တော့ပြန်ကြည့်မယ်ဆိုကိုပါမနဲ့ဒီနေ့ပွဲစမှာသူ့အနေနဲ့သူ confident အရာပြန်လဲပြီးဘေးသွားလို့ပြန်လဲပြီးတီဆောင်နေတယ်လို့ကျွန်တော်နေမြင်တယ်အဲ့တော့လက်ရှိမှာဒီနေ့ပွဲစမှာဒါ Chelsea အသင်းအတွက်လိုအပ်နေတာကဒါတိုက်စစ်မှာတည်ကြမယ်တိုက်စစ်မှာတကူသွင်းတည်ကြမယ်တိုက်စစ်မှုတူထပ်မှန်ပြီးလိုရတယ်အဲ့နီကိုလက်ဂျက်ဆန်ဒီနေ့ပွဲဒါပေမဲ့နီကိုလက်ဂျက်ဆန်ဒီနေ့ပွဲစမှာသွင်းသွားတဲ့သွင်းကတော့ classy EM ဖြစ်ပါတယ်တိုက်ရှိမှာဒါကျွန်တော် Chelsea သင်းနဲ့တိုက်စစ်မှုလို့ရဆိုတဲ့စကားလုံးကိုတုံးလို့ရတာမှတ်ပေမဲ့နီကိုလက်ဂျက်ဆင်တွင်းသွားတဲ့ဂိုးကတော်တော်လေးကိုအထက်တန်းဆန်တယ်လို့မြင်တယ်။အဲ့ဒီတွင်းကဒါကြတော့တစ်ဖက်က everday အမားကလည်းဘက်တူအမားတင်တယ်ဟုတ်တယ်ဘက်တူရဲ့အဲအကြောင်းမို့ဩအဲအကြောင်းမို့သူက4.5ပေးတာပြောမှာပေါ့ဘက်တူရဲ့အမားအကြောင်းမို့ဘက်တူရဲ့အမားကနေပြီးတော့ကျွန်တော်တို့ဒါဘောလုံးဖြတ်တယ်ပြီးတော့ဘန်အန်ဇိုမူရက်စ်ကအနေနဲ့ဒါအိုရှာလိုဘဖြတ်လိုက်လာမှတ်မှန်ရရှာလိုဘဖြတ်လိုက်တယ်ရှာလိုဘဖြတ်လိုက်တဲ့ဥစ္စာကိုအန်ဇိုမူရက်စ်ကောက်အန်ဇိုမူရက်စ်ကောက်အန်ဇိုကနေပြီးတော့ဒါကျွန်တော်အန်ဇိုဖာနန်ဒက်စ်ကနေပြီးတော့ဒါ Jackson ကိုပေးလိုက်ကျွန်တော်ပထမ Jackson Cam ဆိုဂိုးပါမလားလမ်းအောင်ကျင်ဒါပေမဲ့ တော်တော်လေးကိုတည်တက်လှပတဲ့အတွင်းကိုဂိုဒါဂျက်ဆန်တယောက်တွင်းပြခဲ့ပြီးသူအနေနဲ့ဒါသူဟာလက်ရှိမှာ Chelsea အသင်းရဲ့တိုက်စစ်မှုမှာဒါကျွန်တော်အဖြေတယောက်အနေနဲ့ဆက်လက်ပြီးတော့ရှိရှိနိုင်အောင်မလားဆိုတဲ့မေးခွန်းတစ်ခုကျွန်တော်တွေ့ရမယ်ဒီမှာပါအဲ့တော့လက်ရှိမှာ Chelsea ဘက်ကပြန်ကြည့်မယ်ဆိုဒီနေ့ပွဲစံကတကယ်နဲ့ပြန်ကြည့်မယ်ဆိုဒါ cancel ပိုင်းရဒါ queen လက်ပိုင်းရအားရမှုရှိဒါပေမဲ့ queen လက်ပိုင်းကိုကျွန်တော်တော်လေးကိုသဘောကျတယ်ဒါလက်ရှိမှာ Enzo Fernandez ကိုပါမှာ Romeo Lavia ဒါ Moise Sky ကြီးတို့ရဲ့ queen လက်ကနောက်လာမယ့်နှစ်တွေမှာဒီ queen လက်ကတော်တော်ကြီးကိုအားကိုးရမယ် queen လက်ဆိုတာလုံးဝငြင်းကြမှုလက်ရှိမှာကျွန်တော်တို့ကတော့ ော့ကျွန်တော်မြင်နေတာယာစီစမှလည်းပြောခဲ့တယ်ကျွန်တော်တို့ကဘယ်တော့မှမချင်းသွားရလက်ရှိမှာပရီးမီးယားလိမှာကျွန်တော်အကြိုက်ဆုံးတဲ့ကကွင်းလေတဲ့ကတခုလို့ကျွန်တော်အနေနဲ့ပြောချင်ပါတယ်ဒါခုနကအကောင်းဆုံးကွင်းလေကျွန်တော်ပြောတော့ကျွန်တော်အကြိုက်ဆုံးကွင်းလေတဲ့ဘောတော့ကျွန်တော်မျက်စိထဲမှာလက်ရှိမှာ Chelsea ရဲ့ကကွင်းလေက balance ဖြစ်တဲ့ကွင်းလေတခုလို့ကျွန်တော်နေမြင်တယ် AM မြန်မာပါမတာဝန်ကြီးတဲ့ CM မြန်မာ Enzo Fernandez Casey Tyson မြန်မာတက်တာ balance လုပ်ပေးနိုင်တယ် DM မြန်မာ Moise Casey လိုကစားသမားမျိုးရှိရတကယ်ကိုကျွန်တော်တော့ personally ကဒီကွင်းလေ trio ကို balance ညီတဲ့ကွင်းလေတခုကျွန်တော်ရဲ့ personal မှာ personal favorite ကွင်းလေတခုလို့ကျွန်တော်တော့မြင်မိတယ် တဖက်ရတာကျွန်တော်ကွင်းလယ်ပိုင်းမှာဂါနာဒိုဂူရီအီဒီဆာဂေးကဒီကွင်းလယ်ပိုင်းကိုဘလို့မှမရှင်နိုင်တဲ့အချိန်မှာတော်တော်လေးကိုတိတိတတ်တတ်ဒီနေ့ရဲ့ game changer ကွင်းလယ်ပဲလို့မြင်တယ်အဲ့တော့ဒီနေ့ပုံစံမှာဒါကျွန်တော်တို့ဘယ်လိုပြော Robert Sanchez ကိုကျွန်တော်တို့ Wi-Fi Found 2ဝင်လဲ Wi-Fi Found 2ပါမယ်ဒီနေ့ပုံစံမှာဒါကျွန်တော်တို့ Enzo Morales ကရဲ့တားပေါက်ဖြစ်တဲ့ Morambo Sanchez ကရဲ့ Robert Sanchez အနေထားရတော်တော်လေးကိုကောင်းခဲ့တာတွေ့ရမှာအဲ့တော့ Robert Sanchez ဒီနေ့ပုံစံမှာဒါကျွန်တော်ရောင်းတဲ့ပုံစံမျိုးတချို့တလေတော့တွေ့တချို့တလေပါတော်တော်လေးကိုခဲရင်မှာဒါတစ်လုံးတစ်လုံးတော့တွေ့ဖို့အတွက်စူးစမ်းခဲ့ရပါမယ်။ Robert Sanchez ကဒီနေ့ပုံစံမှာအပိုင်လုံးတချို့လည်းကာကွယ်ပြီး ကနေခဲ့တယ်ဒီနေ့ပေါ်မှာအခြေကြီးဆုံးကချက်ဆွေးသိတဲ့ဒီနေ့ပေါ်စံတက်မောအရန်ကောင်းခဲ့ပါတဖက်ရတဲ့ကျွန်တော် Everton မိုးရစော်တော်လေးကိုခြေစွမ်းပြနေအသင်းကို solidly ကျွန်တော် balance ရလုတ်ပြနိုင်ခဲ့တဲ့အထစ်ကိုတော်တော်လေးကိုကောင်းခဲ့တဲ့အသင်းတည်းဆိုတာကျွန်တော်ချက်ဆီအသင်းစီကနေပြီးတော့မြင်တွေ့ခဲ့ရတယ်ချက်ဆီတဲ့အခုလက်ရှိမှာဒီနေ့နိုင်ဘောကဘာလို့ရေးပါခဲ့လဲဒါများမကြမှာဒါကြောင့်ပွဲချက်ကာလကိုရင်ဆိုင်ရမယ်ချက်ဆီအသင်းနဲ့ဒီနေ့ပွဲစဉ်အနိုင်၃မှတ်ကတော်တော်လေးကိုအရေးပါတဲ့နိုင်ဘွဲလို့ကျွန်တော်ကတော့ပုတ်ကူရအမြင်နဲ့ဒီနိုင်ဘွဲကချက်ဆီအသင်းအတွက်လက်ရှိမှာဒါကျွန်တော်တို့ Manchester City ရဲ့တမှတ်ပဲကွာပြီလက်ရှိမှာ Northern န်ဖောရက်ကိုလက်ရှိဒါကျွန်တော်တပွဲပိုကစားပြီးရမှတ်တူသွားပြီးညူကာဆယ်ယူနိုက်တက်ကဒီတစ်ပတ်မှာဒါကျွန်တော်တီးကြတဲ့အတိုင်းပဲဒီနေ့ပွဲစဉ်ဒီတစ်ပတ်မှာဒါညူကာဆယ်က A switch တော်လည်းကျွန်တော်ဒါပွဲချောင်းပြီးအဲ့တော့ Chelsea သင်းနဲ့ဥရောပအတွက်ကသူတက်နိုင်တော့သူတက်နိုင်တဲ့ဘက်ကနေလုံနေတာကိုတွေ့ရမယ်လက်ရှိမှာ Anzo Mares ကနေပွဲချက်ကာလကိုဘယ်လိုဆက်ဖြတ်အောင်မလဲတော်တော်လေးကိုစောင့်ကြည့်ရမယ်လို့ပြောရင်းနဲ့ပဲကျွန်တော်တော့တော့ပြောဒါပေမဲ့လက်ရှိမှာ Anzo Mares ကရဲ့ Chelsea သင်းကပြင်းပြတဲ့ဆုံးပြိုင်ပွဲဆို၅ပွဲမှာ ၃ဘွဲနိုင်ပြီး၂ဘွဲတည်ရတဲ့တဘွဲမှာနောက်ဆုံး၅၅ဘွဲမှာရှုံးဘွဲမရှိတဲ့ရလက်တခုကိုလုတ်ပြထားနိုင်ကြတယ်တွေ့ရမှာအဲ့တော့ပြောပြော Chelsea အတွင်းကနိုင်ဘွဲဆက်နေတယ်လို့ပြောရင်းနဲ့ပဲကျွန်တော်တော့ကြုံပြပါအောင်ဘောလုံးဘွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0နဲ့ DB4U တို့မှာကြည့်လို့ဆိုတော့အပေါင်းအကူညီလို့ရပါတယ် မြန်မာပြည်လက်ကလစ်ဖို့မမေ့ကြပါနဲ့ဗျာအောက်က comment တွေမှာလည်း youth sport media 3.0ဆိုတဲ့ TV for you ရဲ့ link လေးတွေကိုထည့်ပေးထားခြင်းဖြင့်ကျွန်တော်မဆော့ကွန်ဂျီပေးလို့ရပါတယ်ကျွန်တော် YouTube channel လေးကို like and subscribe လေးပြုကျွန်တော်အားပေးလို့ရပါတယ်မြန်မာပြည်လက်ကလစ်ဖို့မမေ့ကြပါနဲ့ဟုတ်များများကလစ်မှာများများနာဖြစ်ပါတယ်အားလုံးမကြိုးတမရဲကောင်းမွန်သောနေ့ဖြစ်ပါစေဆုမွန်ကောင်းတောင်းပေးနေပဲကျွန်တော်တို့နောက်မှ AACC တွေ့ကြတာပေါ့ဒေးပါဗျာ